ာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမြချင်တဲ့ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဖြစ်ရှိချင်းဒီမှာတော့ဒီဒုက္ခဒုက္ခရောက်တယ်နော်။ကျွန်တော်လည်းကိုကြီးဆန္ဒပါတယ်။ဝါးဒီနေ့ကတော့ဗတ်ထမဦးဆုံးအနေနဲ့ကျတော့မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့တုန်းကမထင်မမှတ်ပဲနဲ့ ်ငလျင်အကြီးအကျယ်လုပ်ခဲ့ပြီးမှကျတော့ပြည်သူတွေအများကြီးအဆင်းရဲဒုက္ခကိုရောက်ရှိခဲ့တယ်တချို့ကတဲခွဲခွဲရတယ်ရှင်ခွဲခွဲရတယ်တိုက်ပေါ်ကနေမှလမ်းဘဲကိုရောက်သွားတဲ့မိသားစုတွေအများကြီးရှိခဲ့တယ်ဆိုတော့ဒီနေ့ကျွားတော့1နှစ်ကျော်ချင်းတွေအများကြီးရှိနေတဲ့အချိန်မှာ NUG ဒီဘက်ကနေတော့အခုဒီတကြံသွင်းဖြစ်တဲ့ April 23ရက်နေ့ကနေမှ April 20ရက်နေ့အထိ ငလျင်ကြမ်းကြောင်းအသက်ဦးအိမ်ထိခိုက်ဆုံးရှုံးသွားတဲ့ပြည်သူလူထုတွေကိုညစ်တိမ်အားပေးမှုများပြုလုပ်နိုင်ရန်အတွက်ဆိုပြမှနိုင်ငံလုံးဆိုင်ရာဝန်내ကျေကွဲမှုနဲ့ညစ်တိမ်အားပေးမှုရတတပတ်ဆိုပြမှတမတ်ထားတယ်တမတ်ထားတဲ့ကာလအတွင်းထဲမှာလုံးဝထူးဆစ်ဆင်မှုကိုပြုလုပ်မှာမဟုတ်ဘူးဒါပေမဲ့နော်ခွေးတွေဘက်ကနေလာကြိုက်လို့ရှင်တော့ခွေးမောင်းထုတ်ရမှာကကျမတို့ရဲ့တာဝန်ဖြစ်တယ်ဆိုတော့လုံးဝတော့ထူးဆစ်မဆင်ဘူးဒါပေမဲ့ အပြည့်အဝခုခံတိုက်ခိုက်သွားမယ်ဆိုတာတော့ဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာတွေ့ရတယ်။အခုကျွန်တော်တို့ KIAD ကတော့ဒီ April 2ရက်နေ့ကနေ20ရက်နေ့အထိဒီညီနောင်တုံးဖော်တွေကတော့ဒီ April ကုန်အထိပြီးရင်အခု PDF တွေဘက်ကနေလည်းအပြစ်ခတ်နှစ်ပတ်ရထားတာဖြစ်တယ်။ခုကျွန်တော်တို့တော်လိုက်ရေးဒီဘက်ကနေတော့ဘယ်သူကမှထိုးစစ်စင်လာတာမတွေ့ဘူး။ဒါပေမဲ့ခုခံရင်းနဲ့ပဲကျွန်တော်တို့ Indo Flam စန္တာယူအား နော်ဒါတွေအလုံးကိုတော့ကျွန်တော်တို့ခုခံရင်းနဲ့ပဲရရှိသွားတာဖြစ်တယ်မြန်မာတနိုင်ငံလုံးဒုက္ခဆင်းရဲရောက်နေတယ်တချို့ဆိုလို့ရှိရင်တော့တည်သွားတဲ့လူတွေရဲ့အလောင်းတွေအလုံးမထုတ်နိုင်သေးတဲ့အခြေအနေဖြစ်တယ်နောက်တဲ့ရင်တပုတ်ကိုကျွန်တော်တို့မပြောခင်မှာဗီဒီယိုလေးတူတူလေးကိုအရင်နားထောင်ကြည့်ရအောင် နော်ဒီပင်အောင်မှာတချို့ထမင်းချက်ဖို့လုပ်နေကြခိုးရိုက်ထားတာမှတင်းလေးတွေပေါက်နေတာတင်းနဲ့ချက်ကြမယ် ဝန်ထမ်းတွေအလုတ်သွားတော့သမီးတွေကြံခဲ့တာတရတီလေးတွေခူးပြီးတရေစာလှုပ်ရှားနေကြတာဘာမှုတယ်မှမရှိဘူးဒီနားမှာဘာမှုဆိုင်မှလည်းမရှိဘူးအဲ့လိုပဲတစ်ပြီးအောင်မှကျွန်တော်ဝေးတွေထောင်ပြီးတော့အာသမီးလေးချက်စာတရတီလေးတွေခူးသူတို့ကသူတို့တရေစာလှုပ်ရှားနေတာအောင်နေနေကြတာပေါ့ယောက်ျားအလုတ်သွားပြီသမီးလေးနဲ့အဲ့လိုလေးတွေပဲမတားလည်းပဲလေးကာပြီးတော့အေးအေးရလေးသူ့အေးရလေး ်မတိပင်းအောင်မှာခဲ့ချင်အောင်မို့တန်လက်ဖက်ကလေးမိုးထားတာညာမိုးပွဲလေးကြီးကြလို့အလိုလေးနေနေတာဟိုမှာဘလုံးကွင်းထဲမှာပေးတဲ့ဝင်တန်းအတွက်တန့်ကလေတယောက်စာလေးပဲဆိုတော့မိသားစုနေလို့အဆင်မပြေဘူးတကယ်စိတ်ပျက်စရာကြီးဟိုမှာဘလုံးကွင်းထဲမှာထားတဲ့တန်တွေကဝင်တန်းစာလေးပဲပေးထားတာနောက်ဆွဲနောက်ပွားလေးပါတာလေးနေလို့မရအောင်အဆင်မပြေဘူးပေါ့နေမယ်ဆိုရင်အိမ်ငှားတဲ့လူကလည်းငှားပေါ့ ခြံလေးရှိတဲ့လူကလည်းတဲတွေအမြန်သွားထိုးပေါ့အဲ့လိုလေးနေနေကြတာဘဝချက်ချင်းဟောလမ်းဘေးမှာရုံးကနေပြီးတော့လေဒီလိုအမိုးလာပြီးတော့ဆောင်းလေးတွေကာပြီးနေကြတယ်ဒီလူဆိုတာအတုပဖြစ်နေတာเนาะဒီလားမနေ့မနေ့ကနှလုံးအမိုးဖောက်ပြီးဆုံးသွားတာဒီဘက်ဒီမှာဆိုလဲအဲ့လိုပဲအထုပ်တွေရသမျှလေးတွေလေးပစ္စည်းလေးတွေကိုဆွဲပြီးတော့ပြီးနိုင်လေးနဲ့ထည့်ပြီးနေပူကြဲကြဲကြီးအောင်မှာနေရတာနေတိတ်ဒုက္ခရောက်တာတိတ်တော့အများစားကြီးမရှိပါဘူးတချို့လည်းပြေးကုန်ကြပါပြီကာဟားပြီးတော့လေဒီနားမှာတော့မသွားနိုင်တဲ့လူတွေလောက်ပဲကြံနေကြ တာပေါ့နော်အခုဒါကတော့လက်ရှိအာနေပြည်တော်မှာဖြစ်ပျက်နေတဲ့အရာ ဖြစ်တဲ့အခုဒါတွေကတော့ဝန်ထမ်းတွေပေါ့နော်နေပြည်တော်မှာဗီဒီယိုတွေရက်ခွင်တပ်ပုံရက်ခွင်လုံးဝမရှိဘူးမနေ့ကတင်းထဲမှာလဲကြွပြောထားသလိုပဲเนาะအခုဒီဘလန်ဝန်ထမ်းတွေကတော့ဖောကောင်းတွေလောက်ကြပြီဘာကြောင့်လဲဆိုတော့အခုရှမ်းပြည်တောင်ပိုင်းမှာလဲငလျင်လောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘောမခွေးတွေကိုခွန်အားသွားပေးရင်းနဲ့ဆိုပြီးမှအခုစစ်ခွေးကတော့ဘာသွားလုပ်တယ်လဲဆိုတော့သူတို့မိသားစုအားလုံးเนาะခွေးအဖေမင်းနှစ်ယောက်ရဲ့ခွေးကလေးရဲ့အဲသူတို့လေးကောင်ကတော့အခုဒီဒီတောင်ကြီးမျိုးရဲ့ချွေဖုံးပွင့်ဇေတီရဲ့စိန်ဖူးတော်ကိုတွတ်တင်တဲ့ဥစ္စာကိုလူတွေအများကြီးနဲ့လုတ်ခဲ့တယ်အာဘာရာရဲ့လောက်တာကောင်းပါတယ်ဒါပေမဲ့ဘေးဘာရာမဆို စိတ်နှလုံးသားတန့်ရှင်းဖို့ကပထမအဦးဆုံးဖြစ်တဲ့ဒုတိယကတော့ကိုယ်နဲ့မြင်နေရတဲ့သူတွေဒုက္ခရောက်နေတဲ့အခါမှာကိုယ်ညီဖို့အတွက်အရေးကြီးတယ်။ဘလောက်ပဲဖျားတဲ့တဲ့မနေ့ကသတင်းထဲမှာကြွပြောတယ်လို့ပဲเนาะ ဘာသာရေးကိုအရန်ကိုင်းဆိုင်နေဆိုတော့လေဖုန်ကြီးလည်းဝတ်မသွားဘူးဆိုတော့အခုသူကနိုင်ငံတော်ကိုလည်းအုပ်ချုပ်ချင်တယ်ပြည်သူတွေဘလို့ခံစားနေရလဲသူမသိဘူးဆိုတော့မြန်မာနိုင်ငံမှာတလောက်တိပြည်သူတွေဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာငါ့ရဲ့ပြည်သူတွေဘလို့ဖြစ်တယ်လဲသူလုံးဝစိတ်ဝင်စားဘူးသူကတော့ပွဲတက်မောင်မောင်ဖြစ်တဲ့အတွက်ကြောင့် ပွဲတက်တာတာကတော့လုံးဝမနာဘူးဆိုတော့တွေ့ရတာဆိုတော့အခုသူအဲ့မှာစိန်ဘူးတော်ဒီသွားလူတယ်သူ့ရဲ့မိသားစုလိုက်ပျော်ပျော်ပါးပါးနဲ့အဲ့မှာပွဲအကြီးအကျယ်သွားဆင်နွှဲနေတဲ့အချိန်မှာအခု ခဏတော့ကဒရင်ထဲမှာကြားရတဲ့အတိုင်းပဲနေပြီးတော့မှသူ့ရဲ့ဘောကိုမပေးနေတဲ့ဒီဝန်ထမ်းတွေကတော့ဗိုက်စာရင်တောင်းမှနဲ့လေစားအဲ့မှာဘာမှလည်းမယောင်ဘူးတဲ့နော်ဆိုတော့သူတို့အပြင်ထွက်လို့လည်းမရဘူးသွားစားလို့လည်းမရဘူးဆိုတော့တရက်တီးကြီးပဲတုတ်စားတာအဲ့လိုမျိုးပေါ့နော်သူတို့ရဲ့အထင်းနေတဲ့သမင်းချက်စားပြေးမှခက်ခက်ခက်ခဲနော်အဲ့မှာပဲနေအဲ့မှာပဲချက်စားအဲ့မှာပဲအိတ်နေရတဲ့အခြေအနေဖြစ်တယ်ဆိုတော့အခုဘောမတွေနင့်တို့ ော်ယုံတန်ယုံဘောမာတာကောင်းပါတယ်နော်လွလွန်ကျွကျဘောမာတယ်ဆိုလို့ရှင်တော့အခုဒီတစ်ပင်အောက်မှာနေတဲ့ဒီဘောမာတွေလဲတကယ်လို့ဒါသူ့ရဲ့မျက်စိထဲမှာအမှန်နဲ့အမှန်တို့ခုကိုခွဲခြားတတ်တယ်ဆိုလို့ရှင်တော့ကိုယ်ပဲကိုရက်တင်တယ်ဆိုတာတော့နင်တို့စဉ်းစားတတ်ဖို့လိုပြီအခုနင်တို့ရဲ့ခွေးကြဘူးကနင်တို့ကိုဂယုမဆိုင်ဘူးပြင်အခုနေပြီးတော့မှဆိုလို့ရှင်တဲတဲ့လူတွေရဲ့အလောင်းတွေလုံးဝမထုတ်ရသေးတာဖြစ်တယ် နော်ဆိုတော့အခုဘောမဝန်ထန်းတွေရဲ့ယုံတွေအားလုံးပြီးလို့ရှိရင်လဲအိမ်တွေအားလုံးကပြိုပြက်သွားပြီလုံးဝနေလို့မရဘူးလုံးဝနေလို့မရတဲ့အတွက်ကြောင့်အခုတို့တွေကတစ်ပင်အောက်တွေမှာတွားနေကြတယ်အခုကတော့ရာတီဥတုကောင်းလို့တော်သေးတယ် last week of may ဆိုလို့ရှိရင်တော့မိုးတွေရွာတယ်ဆိုတော့အဲ့ဒီအချိန်အတွက်ဘေးပီတူတွေအတွက်စဉ်းစားပေးတယ် ်အခုစိန်ဘူးတော်ပဲသွားလူလူဘာပဲလူလူပြီးသူဒီပေါ်မှာဒီလောက်အထိရက်ဆက်တာအခုအရင်တော့ကဘေးအန်ဒီရီရောက်တဲ့အခါမှာတုံးဖို့ဆိုပေါ်မှာတော်အောင်ဆန်းစုကြည်လေရင်တစည်းကိုဝယ်ထားတာတော့အဲဒါရီနဲ့ပဲတော်အောင်ဆန်းစုကြည်ကိုထောင်းချခဲ့တယ်ဆိုတော့အခုဒီတော်အောင်ဆန်းစုကြည်ဝယ်ထားခဲ့တဲ့ဒီလေရင်တွေနဲ့အခုဒီငလင်ထဲမှာ ဟိုဘက်ကိုကားလမ်းမပေါက်လို့သွားလို့မရဘူးဒီဘက်ကိုကားလမ်းမပေါက်လို့သွားလို့မရဘူးလို့ပြောတာကားလမ်းပေါက်ရှာမလို့ဘူးအဲမြန်မာနိုင်ငံမှာပြည်သူဒီစီကနေမှရထားတဲ့ပတ်စံနဲ့ဝယ်ထားတဲ့လေရင်တွေအများကြီးရှိတယ်နော်ဘဒုကူများဒီလေရင်တွေအတုံးပြူပြူမှာအစာတော့ချပေးတယ်လေပြီးလို့ရှင်အခုမန်းလေးဒီမှာတလောက်အထိတချို့ဆိုလို့ရှင်နင်းနေညံ့ညံ့ငိုပြီးမှာ အဲကိုယ့်ရဲ့မိသားစုတွေအထဲမှာပိတ်မိသေးမိသွားတဲ့သူတွေကတော့ဤအလောင်းတောင်မထုတ်နိုင်တဲ့အချိန်မှာဟောမှာမိသားစုလိုက်စိန်ဖူးတော့တော့လုံနေတယ်ခွေးဆိုတော့နင်းတို့ဘောမာဒီဒါတွေကိုနင်းတို့တိမြင်တတ်ဖို့လိုပြီအခုတလောက်အထိဒုက္ခရောက်နေတဲ့အချိန်မှာနင်းတို့ဘောမာပေးနေတဲ့ခွေးချဖို့နင်းတို့ကိုဘာကြွေးတယ်လဲဒါတင်မကဘူး မြန်မာနိုင်ငံမှာတလောက်ကြီးချီဒုက္ခရောက်နေတဲ့အချိန်မှာအခုဒီဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးမှဒီရွေးကောက်ပွဲကော်မရှင်ကနေမှ April 10ရက်နေ့တုန်းကတရားဝင်ထုတ်ပြန်လိုက်ပြီးဆိုတော့အဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေတောင်ကြီး သူ့ရဲ့ဘောမတွေကိုတွတ်တွတ်ဆုံးတဲ့အခါမှာဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မှာဖြစ်တဲ့ဒီရွေးကောက်ပွဲလုပ်တဲ့အခါမှာသူ့ကိုအပေးထောက်ခံပေးဖို့ရာအတွက်ဝိုင်းဝန်းပါဝင်ပေးဖို့ရာအတွက်တွတ်ဆုံးတဲ့အခါမှာသူပြောခဲ့တယ်ဆိုတော့အဲ့မှာသူကနေမှအတနာတော်ခံခဲ့တဲ့ဒရောင်းစားလို့သူ့ကိုထောက်ပံ့ပေးဖို့ရန်အတွက်သူ့ကိုကူညီဖို့ရန်အတွက်အဲ့မှာအာတော်ပြောခဲ့တယ် 第二趟呢是来德江新东岸嘞，明末在那安楼梯嘛，道路也比较少，也是路新道。第二没有呢，把东岸呢东线西的台阶呢嘛，这样呢，连成个没有那个道路，第二德江新高能开铁路了。 ဆိုတော့တကယ်ပဲဒီ145မြို့ကိုသူတို့ကောက်နိုင်ခဲ့သလားဆိုတာရှိတယ်ပြီးတော့လည်းအခုဒီမန္တလေးဒီလောက်အထိဒုက္ခရောက်နေတဲ့အချိန်မှာဘယ်သူကများနင်းလိုမျိုးခွေးကြဖို့ကို မေးပေးမှလဲဘယ်အချိန်မှာဘယ်နေရာမှာတွားလို့မလဲ KIA ကနေတော့ရှင်းရှင်းပြောပြီးသားကျွန်တော်ကချင်းပြည်နယ်မှာ KIA ဒီအုပ်ချုပ်ထားတဲ့နေရာမှာလုံးဝမဲပုံးမထောင်ရဘူးလို့ပြောပြီးပြီ2024ဒီတကောင်စင်းကောက်တုံးကအင်ဒိုပါခဲ့တယ် ပြီးရင်ဖလမ်းပါတယ်ဆိုတော့အခုအင်းတော်မှာကောက်နိုင်သလားဖလမ်းမှာကောက်နိုင်ပြီလားပြီးရင်ဘမောဒီ2024တကောင်စင်းကောက်တုံးကဘမောတိုက်ပွဲလုံးဝမဖြစ်ဘူးအခုဘမောမှာမေပုံသားထောင်လို့ရှင်ငါပုံထောင်ရင်တော့ရရင်ရလိမ့်မယ်နော်ဒါပေမဲ့မေပုံထောင်လို့ရှင်တော့အဲ့မှာကြည်စံပေးရမယ် ပြီးတော့တနင်းတာရီနဲ့အေယာဝတီမှာကောက်တယ်အခုဒီအေယာဝတီနဲ့တနင်းတာဒီအခုအေအေနဲ့ပူပေါင်းတော်လိုက်ရဲတွေတိုက်ပွဲဖြစ်နေတဲ့နေရာမှာတွားကောက်လို့ရမလားတလောက်အထိအာနာယူတာပြီးသူဒီတလောက်အထိငိုယိုနေတာကိုတောင်မှသူလောက်ကယူမဆိုင်ပဲနဲ့ဟာရွေးကောက်ပွဲလုပ်မယ်ဒီရွေးကောက်ပွဲကိုငါ့ကိုလက်ခံပေးပါလို့ပြောတာကတော့တိတ်ပြီးမှယွန်းစရာကောင်းတဲ့ခွေးဖြစ်တယ်ဒါကိုအခုဖျားတရားလုပ်ပြတယ် စိန်ဘူးတော်တွေသွားတင်တယ်ဟိုမှာပြည်သူတွေငိုနေတယ်ပြီးလို့ရှိရင်နိုင်ငံသားကရတဲ့ပတ်စံဆန်တွေအားလုံးကကြတော့သူတို့စစ်ထဲကိုရောက်သွားမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအခုဒီ justice for myanmar ကနေလည်းနိုင်ငံသားကနေရလာတဲ့ဒီသူများရဲ့ကုညီငွေတွေအားလုံးကိုစစ်ခွေးတွေကနေမှသူတို့လက်နက်ထဲမှာဝယ်သွားမှာကိုသူတို့စိုးရိမ်တဲ့အတွက်ကြောင့်ဒီဥစ္စာလည်း warning ပေးထားတဲ့အဲစာတွေထွက်လာပြီးဒီခွေးကတော့စစ်အင်ဂျီတာဝတ်တာသူစစ်တာမဟုတ်ဘူး ဖိုဘက်မှာဖျားလို့တွားလိုက်ဒီဘက်မှာဖျားလို့လိုက်ပြီးမှသူတို့ရဲ့ဘောမှာဖုံးကြီးကြီးကိုဟိုဖုံးကြီးကိုပင့်လိုက်ဒီဖုံးကြီးလေးကိုပင့်လိုက်လို့ပဲမဲ့သူကိုယ်တိုင်လည်းဖုံးကြီးထဲဝင်မသွားဘူးသမဒရန်ဖြစ်ချင်တာတယ်ဆိုပြီးမှအော် तू ကတော့နိုင်ငံရေးသမားလားလို့ပြောလိုက်လို့ရှင်တယ်သူကအာစစ်သားရောင်ရောင် ။ဆိုတော့ဒီခွေးကြဘူးကပါလေသူကိုနိုင်အမျိုးမတတ်တဲ့ကလေးမိုးလို့သူ့ရဲ့ယုံကြည်ခြင်းနဲ့ဒီလိုများဖြစ်နေသလားတော့မသိဘူးနော်။ဒါပေမဲ့ဒီနေ့ကျွဲတို့တော်လာရဲဒီရှိတဲ့နေရာမှာမဲပုံးလာထောင်လို့ကတော့မဲပုံးလာထောင်တဲ့သူတွေအားလုံးပြီးလို့ရှိရင်အခုတတိပေးလိုက်မယ်။အခုစစ်ခွေးဒီဘက်ကနေမှမဲပုံးလာထောင်တဲ့အချိန်မှာမဲပုံးထဲမှာမဲလာထဲတဲ့သူလဲခွေးကိုအားပေးတဲ့လူဖြစ်တဲ့အတွက်ကြောင့်နော်ကျွဲတို့တော်လာရဲဒီကတော့ အမခံပေးမှာမဟုတ်ဘူးနော်ကျတို့တော်လိုက်ရဲတွေဘက်ကနေရက်တယ်ဆိုလို့ရှင်တော့ကျတို့ကောက်ွယ်ပေးမှာဖြစ်တယ်လို့စစ်ခွေးတွေဘက်ကနေမှမေးတပြားပဲဖြစ်ဖြစ်နပရားပဲဖြစ်ဖြစ်သွားသွားထည့်တယ်ဆိုလို့ရှင်တော့သွားထည့်တယ်ဆိုလို့ရှင်တော့စစ်ခွေးတွေဘက်ကနေမှမေးတပြားတွေသွားထည့်တာပဲဖြစ်ဖြစ်လော်ဘီလုတ်ပေးတာပဲဖြစ်ဖြစ်နင်းတို့အတွက်ကကြည်တရောင် ဖြစ်တယ်ဆိုတာလည်းနင်းတို့မမဲနဲ့ငွေတို့ကတော့လုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူး နော်အခုကျဲတော့မြန်မာနိုင်ငံမှာငလင်းတွေဆက်တိုက်ဆက်တိုက်လုပ်နေတယ်တရားကြောဖြစ်တယ်စစ်ခွေးကျုံကတုံးဒီနည်းနည်းလေးမှနင့်တို့ဒီခွေးကျဖို့ကိုပြောနိုင်စွာမရှိတော့ဘူးလားဘယ်နိုင်ငံမှာများငလင်းကိုတစ်ခါတစ်ခါလုပ်တယ်နော်အခုကျဲတော့မြန်မာနိုင်ငံမှာငလင်းအကြည့်ရတဲ့အားလုံးတရားကြောသွားပြီကြားဘူးသလားဒီလောက်ထိငလင်းလုပ်တာမင်း online မကြမချင်းဒီငလင်းလုပ်နေမှာပဲဒါကြောင့်ဘောမတွေနင့်တို့လူလူကောင်းကောင်းနေချင်တယ် ဆိုလို့ရှင်တော့တကယ်ပဲနင်းတို့ကဗုဒ္ဓဘာသာအစ်စ်လားဆိုတာကို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 စဉ်းစားကြည့်ပါနင်းတို့ကဗုဒ္ဓဘာသာအစ်စ်ဖြစ်တယ်ဆိုလို့ရှင်တော့အခုမတ်လ28ရက်နေ့ကနေမှဧပြီလ22ရက်နေ့အထိကျတော်မြန်မာနိုင်ငံမှာငလျင်ပေါင်း100ကျော်လုတ်သွားပြီဖြစ်တယ်ဒါကြောင့်ကျတော်ပြည်သူတွေလည်းစဉ်းစားဖို့အချိန်တန်ပြီလို့ပဲပြောချင်တယ်အခုကျတော်နောက်သတင်းတစ်ပုဒ်အနေနဲ့တော့ဗီဒီယိုတော်တော်လေးကိုကြည့်အောင်နော် အခုဒီဗီဒီယိုကတော့ကျွန်တော်ချစ်တဲ့ Popa Gorilla Force ရဲ့ Apassionate The Dancing Boy ကို April 9ရက်နေ့တုန်းကအောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့တာဖြစ်တယ်။ ဆိုတော့အခုကျွတ်တို့ကတော့တင်သားအပတ်စဉ်နှစ်တောင်ပြီးသွားပြီเนาะတော်လာရဲတွေလည်းဘယ်လောက်ထိအားကောင်းလာသလဲအားတောက်လာသလဲဆိုတာတော့ပြောတော့မပြောချင်တော့ဘူးเนาะဘေးနောင်ရဲ့ကိုဘွားစက်ကလေးကောင်းကဘာပြောလဲဆိုတော့လက်နဲ့ကင်တိုင်းရင်သားတွေနဲ့ငိမ့်ချိုင်းရဲ့ဆွေးနွေးမယ် PDF တွေနင်းတို့ပဲပြဲမလဲနင်းတို့နဲ့တော့ဆွေးနွေးမှာမဟုတ်ဘူးနင်းတို့ကိုအတကူချမယ်လို့ပြောတယ်ကျတော့မြန်မာနိုင်ငံမှာတတ်မှတ်တွေအများကြီးရှိတဲ့အထက်မှာဘေးတတ်မှတ်မှာ တတ်မှတ်မှုဆိုတာမရှိတော့ဘူးကျတော့တော်လာရေးရရဲ့တော်ချက်ဆိုတော့အခု PDF တွေကိုလဲနင်းတို့လက်နဲ့ချပါဝအလေးဝလာပါလို့ပြောတယ်နော်ဆိုတော့အခုဒီ PDF တွေနဲ့လည်းပဲစခွေးတွေကတော့ PDF အကျန်းဖက်တီးလို့ပြောတယ်အခုဒီဘောမတွေကတော့တမျိုးတစ်ပုံနဲ့ပေါ့နော်ညီငယ်ညီမလေးတွေတဲ့အဲ့လိုခေါ်ကြတယ်ဆိုတော့အရင်တော့ကတော့ဒီဗဒတ်ဒီဗဒတ်တွေအခုဗဒတ်တော့မဟုတ်တော့ဘူး ညီငယ်ညီမလေးတွေဖြစ်သွားပြီเนาะစကားပြောဆိုကလည်းတို့လည်းမနဲ့တမျိုးညတမျိုးအရင်တော့ကနင်းတို့ PDF တွေကိုစီရင်တယ်မထည့်ဘူး you know ဆိုလို့ရှိရင်ကျတော့ PDF တွေကိုဘယ်သူမှစီးနေမထဲဘူးအခုကျတော့ PDF တွေကိုလည်းအတန်းဖက်လက်နဲ့ကင်နင်းတို့လက်နဲ့ချပါအဲငင်းချမ်းရဲ့စင်ကိုလာခဲ့ပါဆိုတဲ့အဲစကားကိုပြောလာပြီးဘောမတွေလည်းပဲညီငယ်ညီမလေးတွေဖြစ်သွားပြီးနီပိတ်ပတ်တင်မဟုတ်တော့ဘူးအစစ်မြစ်နေနော် PDF တွေအရန်ဂုံယူတယ်ပြီးရင်နောက်တစ်ခုပြောချင်တယ်နေရတကာက PDF တွေကျမရဲ့ဗီဒီယိုကိုကြည့်ပေးတဲ့အတွက်ကြောင့်အရန်ကျေးဇူးတင်တယ်နော် ပြည်သူတွေအားလုံးစမ်းမပြည့်ရှိကြပါစေ